မင်္ဂလာပါလို့နှုတ်ဆက်ရင်းနဲ့ပဲဒါရောမင်းဟက်ကနေပြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်စံတော်ရှင်မြတ်မော်ကျင်စောင်းစီတော်မြတ်ကြီးကိုတွားရောက်ဖုံးပြချရအောင်လားဗျာစံတော်ရှင်မြတ်မော်ကျင်စောင်းစီတော်မြတ်ကြီးကိုဒီရီတိုင်းဒေသကြီးပတင်ခိုင်အပူရောမြို့နယ်မှာတွားရောက်ဖုံးပြနိုင်ပြီးတော့မော်ကျင်စောင်းကိုတနည်းအားဖြင့်ငကရစ်တောင်ပရဏတောင်သို့မဟုတ်နိဗ္ဗာန်တောင်လို့လည်းခေါ်ဆိုကြပါသေးတယ်ခင်ဗျာ ဆန္ဒရှင်မျက်မော်ရင်စုံကြည်ရုံနဲ့ကြည်ဗုဒ္ဓဘုရားရှင်ရဲ့ဘုရားပွဲတော်ကိုနေ့စဉ်တပေါင်းလာတဲ့တရက်နေ့မှာ25ရက်နေ့ထိစီကားတိုင်းနိုင်စွာကျင်းပလျက်ရှိပါတယ်။ကျွန်တော်တို့ဆန္ဒရှင်မျက်မော်ရင်စုံကြည်ရုံနဲ့ကြည်ကိုသွားမယ်ဘုရားဘုရားအနေနဲ့အားလည်းရေလန်းကနေပြီးတော့ကျွန်တော်တို့တင်မောရင်နဲ့လည်းသွားနိုင်တယ်။ပြီးတော့ကျွန်တော်တို့ပသိမ်မော်ရင်စုံလမ်းကနေပြီးတော့လေကားရင်းနဲ့သွားရောက်ပြီးတော့ဦးမြော်နိုင်ပါတယ်။ ဒါကြောင့်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရင်စံတော်ရှင်မြတ်မော်ရီရောစီရဲ့ကြီးကိုဖူးခွင့်ရပြီးတော့ဆူတောင်းသမျှပြည့်စုံကြပါစေ။ချီပါဥစ္စာခွင့်လန်းနေလေ၊ကွင်လန်းကြပါစေလို့ကျွန်တော်တို့ The Roaming Hat ကနေပြီးတော့ဆူတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။နောက်ထပ်နောက်ထပ်လည်းကုလူအကြောင်းအရာလေးတွေတင်နိုင်မှုကျွန်တော် channel လေးကို follow လေးလုပ်ပေးခဲ့ပါဦးနော်။